အားလုံးမိတ်ကလာပါ Producer မြန်မာ Gaming မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Producer ဖြစ်ပါတယ်ဒီခုဗီဒီယိုမှာတော့ဒီ Double Level Skin Event အကြောင်းရေးပြီးတော့ Starlight Fast Skin Event အကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီရေကူ Event ဆောင်ပါဆိုရင်အချို့ Event အနေနဲ့ Double Level Skin Necessity Event ၅ရှိနေဖြစ်ပါတယ်ဒီမှာဆို Skin ကနှစ်ခုပါဝင်လာမယ်တစ်ခုကကျတော့ Layla ရဲ့ Legend Skin နဲ့နောက်တစ်ခုကကျတော့ Armor ရဲ့ Double Level Skin ပဲဖြစ်ပါတယ်ဒီ Necessity Event မှာဆိုရင်ထူးခြားတဲ့တစ်ခုကကျတော့ Layla ရဲ့ Legend Skin ဆိုပြီးပြ ကိုအာဒီတက်နဲ့စေဘာအာဒီတက်ပါဝင်လာဖြစ်ပါတယ်ဒီရောဖီတိုကန်မလာခင်မှာကျွန်တော်တို့ယူမယ်ဆိုရင်တော့ကိုအာဒီတက်ရရှိမယ်ဖီတိုကန်လာတဲ့ချိန်မှာကျွန်တော်တို့ယူမယ်ဆိုရင်တော့စေဘာအာဒီတက်ရရှိမှာဖြစ်ပါတယ်ကဲဒီတော့ဒီ event price ဘူးတွေမှာပါပါလဲဆိုတော့ double 11 skin တွေပါမယ်ပြီးတော့လေလိုက်ဒီ just skin ပါဖြစ်ပါတယ် double 11 skin တင့်နေတဲ့ကြတော့ဒီတောင်းမွေး skin ပါမယ်ပြီးတော့အရင်နှစ်တွေကထွက်ရှိပြီးတာ double 11 skin တွေဖြစ်တဲ့ edge power တို့ cushion တို့ wall one တို့ပါအောင်မှာဖြစ်ပါတယ်ပြီးတော့ leggy bomb skin တွေပါမယ် apex skin တွေ Space Game နေပြီးတော့တခြား Alpha League တွေပေါ်အောင်မှာဖြစ်ပါတယ်ဒီမှာ Legends Game ရဖို့သွားဆိုရင် Crash နေရကြတော့1600ကုန်ကြမှာဖြစ်ပါတယ် level level skin ကိုကျွန်တော်ယူမယ်ဆိုရင် crash နေရကြတော့800ကုန်ကြမှာဖြစ်ပါတယ်ဒီတော့ level level skin တရားရဖို့သွားစေ drone နေရကြတော့ drone 40အနည်းဆုံးသွားမယ်အများဆုံးတော့60လောက်ထိသွားနိုင်ပါတယ်အကယ်၍မိတ်ဆက်တို့ကဒီမှာ lila ရဲ့ legend skin လိုချင်တဲ့ဆိုတော့ drone တရားဝန်းကျင်လောက်ထိသွားနိုင်ပါတယ်ဒီတော့ဒီပဲရောက်ချင်မှာဖောက်တယ်ဆိုရင်တော့ go id တိုင်းရရှိမှာဖြစ်ပါတယ် မြေကုတ်ဒီ advance မှာအကျုံနေလက်လာတဲ့ဖြစ်သွားဒီ product blue တက်မှာဆိုရင် a5 legend scale ကိုအစားထုတ်ပြပေးထားတယ်ပြီးတော့ table level scale နေပါမယ် the quality scale နေ apple scale နေပေါ်အောင်ဖြစ်ပါတယ်ဒီမှာဆိုဝဲတော့ကျတော့ diamond တရားကိုကြမယ်တန်းတော့ကျတော့ diamond တထောင်ကိုကြမယ်ဖြစ်ပါတယ်။ဒါမဲ့ပထမဦးဆုံးချိန်နေ့စဉ်မဲဖောက်ချင်ကနေ50ပါဆိုတာရှိတာပြတဲ့အတွက် diamond 50ပဲကိုကြမယ်။ပထမဦးဆုံး100ချိန်မဲဖောက်ချင်မှာလည်း50ပါဆိုတာရှိတာပြတဲ့အတွက် diamond 900ပဲကိုကြဖြစ်ပါတယ်။အဓိကဒီဘက်မှာဆိုရင် star ကိုလေးတို့ကျွန်တော်စုရမှာဖြစ်ပါတယ်။ startup ကို1600ရာမှာဒီ legends game လဲရမယ်ရှင်းရရတဲ့အခါမှာ double level skin လဲရမှာဖြစ်ပါတယ် face code တဲမှာဆိုရင်လည်းကျွန်တော်တို့လှည့်တဲ့ချက်ရဲ့တော့မမူတည်ပြီးတော့ face code လေးရရှိမှာဖြစ်ပါတယ် face code 20ဆိုရင် basic skin ရမယ် face code 40ရောက်မှာဆိုရင် spare skin နေပြီးတော့ elite skin နေရနိုင်တယ် face code 900မှာဆိုရင် epic skin နေ squad epic skin နေရရှိနိုင်ပါတယ် face code 950ရောက်မှာဆိုရင်တော့ဒီ stand skin နေ thomas skin နေပေါ့နိုင်ရှိရှိပါတယ် face go တထောင်ရောက်မယ်ဆိုရင်တော့ lucky box skin နဲ့ color skin နဲ့ရောက်မှာဖြစ်ပါတယ်ဒီ face go ကကျွန်တော်တို့ကျွန်တော်ဘယ်နေရာမှာရလဲဆိုတော့ draw လှည့်ရမယ် draw လှည့်တော့ဒီ face go အမှတ်လေးတွေရရှိမယ် face go မှာတထောင်ပြည့်မယ်ဆိုရင်တော့ color skin နဲ့ lucky box skin နဲ့ရရှိမှာဖြစ်ပါတယ်ဒီတော့ဒီမှာ legend skin ယူမဲ့ပရိယာဆိုရင်တော့ face go တထောင်ရတော့ ac ပြည့်ပါတယ်အကဲ base လို့ကဒီမှာ level level skin မယူမဲ့ဆိုရင်တော့ face go ကအနည်းဆုံး950လောက်ထိတော့ရနိုင်ပါတယ်ဒီရဲ့ပဲလှည့်တဲ့အခြေအနေတော့မမူတည်ပြီးတော့ face go လေးတွေရရှိမှာဖြစ်ပါတယ် နောက်ပြီးဒီမှာဆိုရင်လည်း promo diamond ကထုံးစံတိုင်းပါဝင်လာဖြစ်ပါတယ်။ promo diamond တွေကြတော့တက်စေပြလို့ရရှိမယ်။ဒီ promo diamond ကြတော့ဒီ double level skin မှာလည်း300လောက်ဖြစ်ပါတယ်။ဒီဘက်မှာတော့မယ်ဆိုရင် November 9ရက်နေ့ကနေ November 19ရက်နေ့တက်မှာပဲ promo diamond 300လောက်ဖြစ်ပါတယ်။ promo diamond တော့မယ်ဆိုရင် promo diamond 80 plus normal diamond 20ခုန်ကျပဲဖြစ်ပါတယ်။ နောက်ဝင်ဒီမှာဆိုလည်းမက်ကဒရောအီဗန်ပါလာဖြစ်ပါတယ်မက်ကဒရောအီဗန်ကတော့စက်တလပိုင်း9ရက်နေ့ကနေစက်တလပိုင်း9ရက်နေ့အတွင်းမှာလာမှာဖြစ်ပါတယ်မက်ကဒရောအီဗန်မှာဆိုရင်ကျွန်တော်တို့ဒီသူများထက် Facebook ကံများလိုချင်တယ်ဒို့မဟုတ် Diamond လည်းကန်ဆန်းချင်တယ်ဆိုရင်တော့ဒီမက်ကဒရောအီဗန်မှာ Diamond နဲ့တောင်းပြီးတော့လဲရရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒီ reject event လည်းရောက်ရှိလာဖြစ်ပါတယ် reject event ကြတော့စက်တလပိုင်း9ရက်နေ့ကနေ စက်တလပိုင်းစက်တော်ရဲ့နေတဲ့မှာရောက်ရှိလာမှာဖြစ်ပါတယ်။ဒီ reject event မှာဆိုတနိုင်မှာ diamond 100ဖြစ်ရမှာဖြစ်ပါတယ်။ diamond 100ဖြစ်မှာဆိုရင်ဒီစုလက်ဆောင်လေးရရှိမယ်။အကဲကျွန်တော်တို့ဒီရှိရတဲ့ diamond ပေးနိုင်မှာဆိုရင်တော့ free token တို့မဟုတ် emote လေးတွေရနိုင်ပါတယ်။ယခုဒီ advisor ပါဆိုတော့သူနဲ့ free token ပဲပေးရတာဖြစ်ပါတယ်။နောက်ပြီးဒီပါဆိုရင် page 1နဲ့ page 2ဆိုပြီးနှက်ကြလာမှာဖြစ်ပါတယ်။ page 1နဲ့ကျတော့7လပိုင်း9ရက်နေ့ကနေ7လပိုင်း17ရက်နေ့အတွင်းမှာလာမယ်။ page 2နဲ့ကျတော့7လပိုင်း14ရက်နေ့ကနေ7လပိုင်း17ရက်နေ့အတွင်းမှာရောက်ရှိလာမှာဖြစ်ပါတယ်။ မိတ်ဆွေနဲ့ကြတော့မိုဘိုင်းလေဂျင်ဒိုင်းမွန်လိုအပ်လိုပဲဖြစ်ဖြစ်တခြားတော့ဂိမ်းမောများစွာရဲ့ item တွေဖြည့်ချင်တဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့ရဲ့ Star Ghost Store ကို delete ရလိုက်ပါကျွန်တော်တို့ဒီ Star Ghost Store ကိုရှာမဆွေ Google တို့မှာ Chrome တို့မှာ browser ရဲ့ search bar မှာ star go store.co ဆိုပြီးရရှာလာတဲ့ကျွန်တော် WhatsApp ရောက်ရှိလာမယ် WhatsApp ရောက်လာတဲ့ခါကျကျွန်တော်အကောင့်လေးလေးဖွင့်ပြီးတော့ဒီမှာ game မောင်များစွာရဲ့ item တွေကိုလည်းကျွန်တော်ဝယ်လို့ရဖြစ်ပါတယ်ဒီမှာ Mobile Legend game ရဲ့ item တွေပြတခြားတော့ game မောင်များစွာ item တွေကိုလည်း24နာရီဝယ်ဆောင်မှုပြည့်ပြည့်အချိန်ကတ်တမ်းရှိဝယ်နေတာပဲဖြစ်ပါတယ် ဒီမှာဆိုရင် free throw ကန်နှစ်ကျင်လာတယ်ဖြစ်သွား free throw ကန်နဲ့ယူမယ်ဆိုရင်လည်း base တို့ကအနည်းဆုံးတော့ဒီ stand skin လေးလောက်တော့ရနိုင်ပါတယ်နောက်ပြီးဒီမှာ proven diamond နဲ့ပြန်သုံးမယ်ဆိုရင်တော့ကျွန်တော်တို့အနည်းဆုံးကကြတော့ဒီ level level skin လောက်တော့ရနိုင်ပါတယ်ဒီတော့ယခုခေတ်က diamond ကျိုးစုတာပါရောက်ဖို့လည်းရက်ကတိတ်မကြံတော့ပါဘူးနောက်လာဆိုရင်တော့ရောက်ရှိလာတော့မှာဖြစ်ပါတယ်နောက်ပြီးဒီမှာဆိုရင်လည်းနှစ်တစ်နှစ်ရဲ့ဒီ star level skin ကလည်းရောက်ရှိလာပါဖြစ်ပါတယ်ဒီနှစ်ရဲ့ဒီ Starlight First Scan ကကြတော့ Science Scan ပဲဖြစ်ပါတယ်။ Starlight First Scan မှာဆိုထွက်ရှိပြီးသား Scan တွေကကြတော့ Maxman တို့, Mate တို့, Assassin ပေါ့နော်ထွက်တယ်။ယခုဒီမှာဆိုရင် Sun ရဲ့ Starlight First Scan ကထွက်ရှိလာမှာဖြစ်ပါတယ်။ဒါကကြတော့ဒီ2025ရဲ့ Starlight First Scan ဖြစ်ပါတယ်။ဒီမှာဆို Vault တော့ကျတော့ Diamond 25လုံးကုန်ကြမယ်။ Dan တော့ကျတော့ Diamond 250ကုန်ကြမယ်ဖြစ်ပါတယ်။ဘာပဲဒီ Starlight First Scan ရောက်ရှိတဲ့အချိန်မှာဆိုရင် Mate တို့ကဒီ Starlight member ဝင်နိုင်မယ်ဆိုရင်တော့ Dan တော့ကို Diamond 200ပဲကုန်ကြမှာဖြစ်ပါတယ်။ဒါပဲ short စီကကျတော့တနေ့မှာ 30ပေါ့နော်အထင်30ပဲရှိမှဖြစ်ပါတယ်နေ့စဉ်ဘာကြောင့်မှာဆိုရင် free pass ရရှိတဲ့ဖရတာ diamond အနေနဲ့ကြတော့ဆက်တော်လုံးပဲကုန်ကြမှာဖြစ်ပါတယ်ပြီးတော့ဒီဘက်မှာဆိုရင်ပထမဆုံး10ချိန်ပဲဖောက်ချင်တာနဲ့အပိုင်းစကင်တစ်ခုကတော့ရရှိမှဖြစ်ပါတယ် price ဘူးတွေမှာပါလိပါတယ်ဆိုတော့စမ်းရဲ့ဒီ annual star skin ပါမယ်ပြီးတော့ color star skin ပါမယ်ပြီးတော့ lucky box skin တွေ square apex skin တွေ special skin တွေ elite skin တွေ basic skin တွေပြီးတော့ဒီ event မှာလဲလို့ရမယ် cross a လေးပါအောင်မှာဖြစ်ပါတယ်ပြီးတော့ပါအောင်လေးတခြားပညာလေးလည်းပါအောင်မှာဖြစ်ပါတယ် အဲ့ဒီကပဲကျွန်တော်တို့ကဒီမှာ diamond တက်တာလေးလိုချင်တယ်ဆိုတော့ starlight မှာဝင်ရပါမယ် starlight မှာဝင်မယ်ဆိုရင်တော့နေ့စဉ်ပထမဆုံးအချိန်30လဲတဲ့ခါကျရေး diamond က150လောက်တက်တာမှာပဲတရက်ရောက်150ဆိုမိတ်ဆွေတို့က360ပဲလေ diamond 300တက်တာပြီဆိုတော့ဘယ်လိုပြောအဆင်ပြေပါလဲ free token နဲ့ကြာတော့ gain နဲ့လုံးအိမ်မှာမယ်ဆိုရင်နှစ်ကက်ရရှိမယ်နှစ်သက်ရစိတ်ပမာဏဖြစ်မယ်ဆိုနှစ်ကက်ရရှိမယ်စိတ်လုံး90ဖြစ်မယ်ဆိုရင်၄ကက်ရရှိမယ်စိတ်လုံး100ဖြစ်မယ်ဆို12ကက်ရရှိမှာဖြစ်ပြီးတော့စိတ်လုံး100တုံးမယ်ဆိုရင်6ကက်ရရှိမှာဖြစ်ပါတယ်စိတ်လုံး250တုံးမယ်ဆိုရင်10ကက်ရရှိမှာဖြစ်ပါတယ် ဒိုင်းမွန်250ဖြစ်မယ်ဆိုရင်လည်း free token နဲ့ကြတော့20ရရှိမယ်ဒါဒီတော့စုစုပေါင်း free token နဲ့ကြတော့90နဲ့6ကန်ရရှိမှာဖြစ်ပါတယ်ဘယ်စလိုအဒီ Starlight First Skin ကိုဒါရယူမယ်ဆိုရင်တော့ Diamond က3တော့ဝင်ချင်လောက်ကုန်ကြနိုင်ပါတယ်။ Facebook ကနေယူမယ်ဆိုရင်တော့ဒီထက်သက်သာမွေးဖြစ်ပါတယ်။ Eversea Site မှာဆိုရင်တော့ဒီကျွန်တော်ထုံးစံတိုင်းမှာ Starlight First Skin ကို level သွားဆိုရင် Crush နေလဲကျတော့400လောက်ပါတယ်။ပြီးတော့ Record Effort လဲမယ်ဆိုရင် Crush နေရကျ300။ဘာလို့လဲမယ်ဆိုတော့ Crush နေတဲ့တော့တဲ့ရ။ Emote လဲမယ်ဆိုရင်တော့ Crush နေတဲ့32ခု ကုန်ကြပါဖြစ်ပါတယ်ပြီးတော့ payless scan လည်းပါဝင်လာပါတယ်ဒီမှာဆို payless scan မရှိတဲ့ player ဆိုတော့ cross တွေတုံးပြီးပြီးတော့ payless scan လည်းလဲလို့ရတယ်ပြီးတော့ battery emote တွေပြီးတော့ဒီမှာ tower ရုပ်ထုတွေလေးပြီးတော့တခြား item တွေလည်းပါဝင်ဖြစ်ပါတယ်ဒီကကျွန်တော်လဲဖို့ချက်ပေးချာကြောင့် payless scan လဲရင်လည်းမလဲရင်တော့ဒီ battery emote တွေဖြစ်ဖြစ်ဒီ tower တွေဖြစ်ဖြစ်လဲပါအကယ် mix တော့ scan ကိုလဲနိုင်လို့ဆိုတော့ scan လဲပါ scan ကတော့ဒီနှစ်တစ်နှစ်ပေါ့နော်ကျွန်တော်တို့ဒီ scan ပြန်လို့ချင်တယ်ဆိုတော့ star light ဒီမှာပြန်ပါလာမယ်အဲ့ဒီပြန်ပါဖို့တော့တစ်နှစ်လောက်အချိန်ယူရတယ်ဖြစ်တော့သူများထက်ကြိုးဦးအောင်ကိုင်းရှင်နေဆိုရင်တော့ဒီဘက်မှာပဲယူလို့ရမှာပဲဖြစ်ပါတယ် ကဲဒါကြတော့မကြခင်မှာရောက်လာမယ် event တဲ့နှစ်ခုဖြစ်ပါတယ်ဒီမှာ event တွေဆက်တက်လာဖြစ်ဆိုရခုတည်း diamond ကြိုဆိုရင်တော့ပြီးသေးပါတယ် main ဆိုတော့ bay event မှာ diamond တော့မယ်ကျွန်တော်တို့ရကြံပေးချင်တာကြောင့်ဒီ double level skin event မှာ diamond တော့မို့ကြံပေးပါတယ် double level skin event diamond တော့မယ်ဆိုရင်ကျွန်တော်တို့ promo diamond နဲ့တော့မယ်ဆိုရင်တော့ diamond တွေတက်တာအောင်မှာဖြစ်ပါတယ်ကဲယခု video ကတော့ main ဆိုရတော့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ယခု video ကတော့လည်းပဲအဆုံးသတ်ချင်ပါတယ် video ကိုအဆုံးရှိပါတဲ့အတွက်ကျေးဇူးတူရှိပါတယ်ခင်ဗျာ k now video မှာ present ကြပါဘိုင်